တနင်္လာရီတိုင်းတရက်ချောင်းမြို့နယ်မင်းတက်ကြီးရွာမှာဒေသခံတွေရဲ့နေအိမ်62လုံးကိုစစ်ကောင်မရှင်တပ်ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ22ရက်နေ့ကစစ်တပ်စစ်ကြောင်းနဲ့တော်လန်ရီတပ်တို့တရက်ချောင်းမြို့နယ်ရှိဝဲရီကြီးရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ23ရက်နေ့မှာတော့အဲ့ဒီစစ်ကြောင်းဟာမင်းတက်ကြီးရွာထဲကိုဝင်ရောက်သွားပြီးမနက်၈နာရီလောက်ကနေညနေပိုင်းထိနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့မင်းတက်ရွာခန့်တအုပ်ကဆိုပါတယ်။အဲ့ဒီနောက်နိုဝင်ဘာလ24ရက်နေ့မှာတော့အင်အား300လောက်ရှိတဲ့စစ်တပ်စစ်ကြောင်းဟာမင်းတက်ကြီးရွာထဲကနေပြန်ထွက်သွားချိန်ဒေသခံတွေကရွာထဲတွားရောက်ကြည့်ရှုခဲ့ရာနေအိမ်60တလုံးမီးရှို့ခန့်ထားရတာကို တွေ့ရှိခဲ့တယ်လို့အဲ့ဒီဒေသခံကစပ်ပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကလေးကစစ်ကောင်မရှိတဲ့ က်သားတွေဟာအင်အားအများပြားနဲ့တရချောင်းမျိုးနဲ့ဗိတ်တဝဲကာလန်ဘော်ကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလကတရချောင်းမျိုးနဲ့ရှိကြေးရွာ၅ရွာလောက်ကနေ60ကျော်ကိုစစ်ကောမရှင်တပ်ကအမိရှုဖျက်ဆီးခဲ့သေးတယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရသိရပါတယ်။